လောင်လုံးမြို့နယ်ကျောက်စင်ကျေးရွာအုပ်စုကိုဆရာနာရှင်တက်စစ်ကြောင်းဝင်နေလို့ကျေးရွာ900ကဒေသခံပြည်သူတွေထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါဗျ။တည်တင်းကိုတော့ဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။လောင်လုံးမြို့နယ်ကျောက်စင်ကျွာအုပ်စုကိုဆန္နာရှင်တပ်စစ်ကြောင်းထိုးဝင်ရောက်နေလို့ဂျီဝါ9ရွာကဒေသခံပြည်သူတွေထွက်ပြေးတိရှောင်နေကြရပါတယ်ဆန္နာရှင်တပ်စစ်ကြောင်းဟာ အော်တိုဘားလာ19ရင်းနေမနေ့ပိုင်းကစလို့ကြောက်စီကြေးဝါးရဲ့အနောက်ဖက်ပင်လယ်ပြင်ကနေစစ်တင်ပေါ်နဲ့ဝင်ရောက်ပြီးငါးဖက်လီနဲ့ကန့်ကတ်လာခဲ့တယ်လို့ဒေတာခန်ကပြောပါတယ်။အင်အားတရာကျော်လောက်ရှိတဲ့စစ်ကြောင်းဟာကြောက်စီရွာမှာညာရီတပ်ဆွဲပြီးအော်တိုဘားလာ20ရင်းဒီကနေ့မနေ့ပိုင်းမှာတော့ကြောက်စီကြေးဝါးနဲ့တစ်ဆက်တည်းရှိတဲ့သဘောဆိတ်ရွာကိုထွက်ခွာသွားတယ်လို့ဆိုပါတယ်။အဲဒီနောက်လမ်းမတွေ့တဲ့သဘောဆိတ်ကြေးဝါးကဒေတာခန်အချို့ကိုလည်းဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ ဆက်နာရှင်တက်စစ်ကြောင်းဟာသဘောဆိတ်ကြွားကိုရောက်ရှိချေဖြစ်တဲ့ဒီကနေ့မွန်လွယ်ပိုင်းမှာတော့စေတင်ဘောကနေလက်နေကြီးနှစ်ချက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစေတင်ဘောဟာဒီကနေ့မနေ့ပိုင်းမှာကျောက်စီကျွာအနောက်ဖက်ပင်လယ်မှာရန်နာထာကနေမွန်လွယ်ပိုင်းမှာတော့တမ်ပနီကျွာရဲ့အနောက်ဖက်မှာရှိတဲ့မြုံရစ်ဖျားနာကပင်လယ်ပြင်ကိုပြောင်းရွှေ့ရန်နာထာတာကြောင့်တိုက်ပွဲဖြစ်လာမှာကိုဒေသခံပြည်သူတွေစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ ဒါကြောင့်ကျောင်းစင်ကျွာကဒေတာခံလို့အပေါင်းကျွာတစ်ဆက်သေးတဲ့ဘောစင်ပင်ကြီးပင်ကြီးကမ်ပဏီစားတဲ့ကျွာ၅ရွာဒေတာခံပြည်သူတွေလည်းနေရစွာထွေပြီးတည်ဆောင်နေကြရပါတယ်။ဆန္နာရှင်တဲ့စေချောင်းဟာပြီးကြတဲ့နေ့အိုဂင်လတ်မှာကျောက်စင်ကျွာအုပ်စုကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းအခုနှစ်မှာပထမဆုံးအခြေစစ်ကြောင်းထိုးဝင်ရောက်လာတာလေးဖြစ်ပါတယ်။ တနင်္သာရီတန်းသတင်းတပုတ်ကိုကြည့်အောင်ပါလင်းသာရီတန်းခမောက်ကြီးမြို့နယ်လုံဖောရွာကအုတ်ချုပ်ရေးမှုနဲ့ပြူစော်တီနှူးကိုအရှင်ဖမ်းမိခဲ့ပေမဲ့လည်းခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးစင်မှာ၃လုံးဟာတည်သွားတယ်လို့ကိုတောင်းခရံပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနယ်ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားကြီးကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ၁၄ရက်နေ့က ခမောက်ကြီးမြို့နယ်လုံဘော်ကျေးရွာအတွင်ကို တော်လဲတစ်ဖွဲ့တွေက ရှောင်းတကင်ဝရောက်ပြီးကျေးရွာအုပ်ချုပ်ရေးမှုဝင်းမြင့်နဲ့ကျေးရွာပြူစောတီခေါင်းဆောင်အေးစိုးတို့ကို လုံကြုံနဲ့တနေရာမှာစစ်ဆေးမင်းမြန်ညှိနှိုင်းပြီးပြန်လွတ်ပေးရန်တွေအုပ်ချုပ်ရေးမှုဝင်းမြင့်ရဲ့ကားကိုပါယူဆောင်လာပြီးဖမ်းဆီးလာတာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာလုံဖော်ကျေးရွာအလွန်တနေရာမှာနမနယ်ကျေးရွာကပြူစောတီခေါင်းဆောင်တပ်ဦးကိုထပ်မံတွေ့ရှိရတာကြောင့် ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့လည်းသိရှိရပါဗျ။အဲနောက်နေ့လယ်ဆယ်နိုင်လောက်မှာလမ်းခွလတ်တနေရာအရောက်မှာနေ့လယ်စာစားနေချိန်မှာပြူစောတိသက်ဦးက သူ့မှာအသင့်ပါလာတဲ့ပစ္စတိုနဲ့ပြစ်ခတ်ခုခံပြီးသုံးစလုံးဟာထွက်ပြေးသွားတာကြောင့်တော်လန်တပ်ဖွဲ့တွေကလိုက်လံပြစ်ခတ်ဖမ်းဆီးစင်မှာသုံးစလုံးဟာတေသွားတယ်လို့လည်းကော်တောင်းခံပြည်သူ့ကာကွယ်အဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကြားရေးကပြောပြပါရတယ်။အဲလိုပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာပြူစောတီတပ်ကိုပြစ်ခတ်လိုက်တဲ့ကြည်စံဟာတော်လည်းရဲဘော်တူရဲ့ညာဘက်ပောင်ကိုကြည်ရှက်ထိတန်းရှိခဲ့ပြီးသူတို့သုံးဦးစီကနေစကားပြောဆက်လေလုံးဖုန်းလေလုံး ကိုလုံးကြီးခောက်ချိုးအရှိတလက်အလကောင်းကြီးသုံးတော့မက်စကန်ပစ္စတိုတလက်ကြီးငါးတော့ပြည်သူစစ်စစ်စီကပ်ပြားတွေနဲ့ Highlands V ကိုကားတို့ကိုတင်ဆက်ရရှိခဲ့လို့လည်းရဲဘော်ကြားရေးကပြောပြပါရရှင်ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တင်ခွန်ရွာကိုဆရာနာရှင်တက်ကအင်အားဖြည့်တင်ပြီးစစ်ကြောင်းထိုးလာလို့9ရက်ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။တည်တည်င်းကိုဒွဲဝါရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ထိုင်းမြို့မှနေဆက်ကိုတော်ဤလမ်းမှာရှိတဲ့တနေတိုင်မြို့နယ်တိတ်ခုံးရွာကိုစစ်နာရှိတပ်ကအင်အားဖြည့်တင်ပြီးစစ်ကြောင်းထိုးလာလို့၅ရက်ဆက်တိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။တိတ်ခုံးရွာဝကျင်ကိုစစ်နာရှိတပ်ကအင်အား900နီးပါးနဲ့စစ်ကြောင်း၄ကြောင်းခွဲပြီးစစ်ကြောင်းထိုးလာတဲ့အတွက်တွန်လိုက်တပ်တွေနဲ့အော်တိုဘားလ14ရက်ကနေ16ရက်ထိတိုက်ပွဲပြင်းထန်ခဲ့တာပါ။ ဆန်နိုင်ရှိတရဲ့အမှတ်431ချီမြန်တရဲ့အမှတ်283ချီလီတရဲ့အမှတ်133ချီလီတရဲ့အမှတ်26ခေါ်ချီလီတရဲ့အမှတ်265ချီလီတရဲ့နဲ့အမှတ်133ချီလီတရဲ့တို့ပူးပေါင်းပြီးထိုးစစ်ဆင်နေတာဖြစ်တယ်လို့တော်လိုက်တက်ဖို့ဝင်တွေကဆိုပါတယ်ဆန်နိုင်ရှိတသားတွေနဲ့တော်လိုက်တက်ဖို့ဝင်တွေရဲ့ထိခတ်မှုအခြေအနေသိစိတ်ကိုတော့မသိရသေးပါဘူး ထိုင်းမြမနယ်စပ်မှာရှိတဲ့မော်တော်မျိုးကိုသွားတဲ့လက်တလျှောက်ကိုစစ်နာရှီတပ်ကပြန်ထိချုပ်နိုင်ဖို့အင်အားအများပြားသုံးပြီးဆက်ကြောထိုးနေတာဆဲလာနီပါကြာမြင့်နေပြီဖြစ်ပေမဲ့လည်းစစ်ဆက်မတွန်းနိုင်ပဲတိုက်ခေါ်ကြေးရမှာပဲရက်တက်နေပါတယ်အဲ့ဒီလိုစက်ကြောင်းထိုးနေလို့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းခက်ဆက်စိတ်လှုပ်ရှားနေပါတယ်။